မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မိုးမောင်းမြို့နယ်ကြောက်စကမ်းကျေးရွာအနီးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကို April 2ရက်နေ့ညနေ6နာရီအချိန်ကမှကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မိုးမောက်လွယ်ကျဲသွားတဲ့လမ်းကြောက်စကမ်းကျေးရွာအဝင်မှာဦးဒံဘောင်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုနိုင်ဝက်ခန့်ကြောင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တိမ့်ပိုက်နိုင်ငံချင်းဖြစ်တယ်လို့ KIA တပ်ဖွဲ့ဝင်တအူးကသတင်းပေးပို့လာပါတယ်။အဲ့ဒီတပ်စခန်းကိုတော့ AP လ၂ရက်နေမှာတောင်ပေါ်တက်ပြီးတော့တိုက်တာဟုတ်ပါတယ်။စစ်ကောင်စီတွေတော့မရှိတော့ဘူးလို့ပြောတယ်။ KIA တပ်ဖွဲ့ဝင်တွေအရန်ပြစ်လို့နေမှာကြောက်စခန်းမှာထိုင်နေတဲ့စစ်ကောင်စီတွေလည်းပြေးသွားတာကြာပြီလို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီစစ်ကောင်စီတပ်စခန်းတိမ့်ပိုက်ခံရပြီးတဲ့နောက်မှာမိုးမောင်းမြို့တွင်မှာရှိတဲ့ခမာရ၄၃ခွန်တပ်စခန်းကလက်နက်ကြီးနဲ့ဆယ်ကြိမ်ထက်မနည်းပြစ်ခတ်နေတယ်လို့ဒေသခံအမျိုးသားတအူးကပြောပြလာပါတယ်။ AP လ၂ရက်နေညနေ9နာရီခွဲလောက်ကတိုက်ပွဲဖြစ်တာ အခုတော့လက်နက်ကြီးတွေနဲ့ပြန်ထုနေပြီ။ဆယ်ကြိမ်လောက်ရှိနေပြီ။ဦးတန်းပေါ်စခန်းသိမ်းလိုက်လို့လက်နက်ကြီးနဲ့ပြန်ထုတာနေမှာလို့ပြောဆိုခဲ့ပါဗါး။ဒါအပြင်ကြောက်စခန်းအပန်းဖြေစခန်းကိုတွားရလမ်းခွဲအနီးမှာရှိတဲ့ချောင်းကူးတရားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေက AP လတရက်နေမှာသိမ်းပိုက်ခဲ့တယ်လို့သိရပါဗါး။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကမိုးမောက်လွဲကျဲသွားတဲ့လမ်းမှာရှိတဲ့စိန်လုံတောင်တဲ့ရောယုံတောင်စစ်ကောင်စီတပ်စခန်းကြီးတွေအပါအဝင်စခန်း၁၂ခုစလုံးကိုထိုက်ကြိုက်သိမ်းပိုက်ထားတဲ့အပြင်မိုးမောက်မြို့အနီးမှာရှိတဲ့တပ်စခန်းတွေကိုလည်းဆက်လက်ပြီးတော့သိမ်းပိုက်နေတဲ့အတွက်ကြောင့်မြို့ရင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာမှာကိုဒေသခံတွေကစိုးရိမ်နေကြကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပေါ်မြို့နယ်မှာရှိတဲ့ဘျူဟာဂုံးနဲ့တိုက်ရင်ဌာနချုပ်၃ခုကို KNU တပ်မဟာ၅နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်နေစေဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖားပေါ်မြို့နယ်မှာစစ်ကောင်စီရဲ့တိုက်ရင်၅ရင်းနဲ့ဘျူဟာဂုံးတို့တီးရှိပြီးတော့တိုက်ရင်၂ခုကို KNU ကမက်လကုံပိုင်းမှာတင်းယူထားပြီးဖြစ်တယ်လို့သိရပါဗျ။ကြန့်ရှိနေတဲ့ဘျူဟာဂုံးနဲ့ခမာရ၃၄၀ချင်းမြန်တိုက်ရင် ခမရ341ခမရ343တို့ကိုတိုက်ခိုက်နေပြီးတော့ပြန်လဲခုခံနေတယ်လို့တမဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ဒါပေမဲ့ဖြတ်တောက်ဝင်းရပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်ဟာမြေပြင်ကနေစစ်ကူမပို့နိုင်တော့ဘဲနဲ့လေချောင်းကနေပြီးတော့ပဲပြစ်ကူပေးနေရတယ်လို့တမဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်နေတိုင်းပဲတနေ့ကို3-4ချိန်လာပြီးတော့အဲ့ဒီမှာပြစ်ကူတွေလာပြစ်ပေးနေတယ်လို့ဒူးဘုံမှုကြီးစောကလေတို့ကပြောပါတယ်ဖာပေါ်မျိုးပေါ်မှာတော့ဝင်းရပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေဟာမြို့ပေါ်ကနေစုခွာပြီးတော့တပ်ရင်းဌာနချုပ်တွေနဲ့ဘျူဟာဂုံးစီမှာတွားရောက်ပူးပေါင်းခဲ့တယ်လို့သိရပါဗျ။မြို့ပေါ်ကို KNU ကထိန်းချုပ်ထားတဲ့အခြေအနေဖြစ်ပြီးတော့မတ်လ31ရက်နေ့မှာမြို့ကန်တွေစစ်ရှောင်နေကြရတဲ့ဖုန်ကြီးเจ้าကိုဘုံကျဲခံရပြီးတော့ဖုန်ကြီးတပါအပါဝင်ဒေသခံပြည်သူ၈ဦးတေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒေသခံပြည်သူအနည်းဆုံး1000ကျော်ဟာထွက်ပြေးနေရတယ်လို့ KNU တပ်မဟာငါးကပြောပါတယ် ဟာပေါ်မြို့ပေါ်မှာရှိတဲ့စေကောင်းစီတွေတက်ဆွဲထားတဲ့နေရာတွေကိုမက်လ16ရက်နေ့ကနေစတင်ပြီးတော့ KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ထားတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့မက်လကုံပိုင်းမှာတော့ခလာရ16ချင်းလင်တရင်နဲ့စစ်လက်နက်ပစ္စည်းတပ်စစနာ642တို့ကိုတင်ယူထားနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခမောင်။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်မှာအမှတ်258ချေလင်တရင်ခလာရ နှစ်98ကစေကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အိစည်းကားတစ်စီးကို PDF တွေကပြစ်ခတ်တိုက်ခတ်ရာစစ်သား3ဦးတေဆုံးပြီးတော့တနက်နှက်လိုက်နဲ့ကြီးစံတွေကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ2ရက်နေ့မနက်7:00နာရီခွဲအချိန်ကရေစကြိုမြို့ခလာရ298တပ်အတွင်းကနေပြီးတော့အိစည်းကားနဲ့ရေစကြိုမြို့ထွေအုံရုံးကိုပြန်လာတဲ့ စစ်သား5ဦးကပါတဲ့အင်စီကား RFF ကားတစီးကိုရေစကြိုမြို့အဝင်မှာဒေတာရင်း PDF တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကြောင့်ကားပေါ်မှာပါလာတဲ့စစ်သား3ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိကဒဏ်ရာတွေနဲ့ထွက်ပြေးသွားတယ်လို့ရေစကြိုမြို့နယ်ပကဖအဖွဲ့ကရဲဘော်ဝေကြီးကပြောဆိုခဲ့ပါဗျ။ မြို့ဝင်ကနေပြီးတော့စောင့်ပြီးပြက်ခတ်တိုက်ခိုက်တာသုံးကောင်သေးတယ်နှစ်ကောင်ကတော့ရဲစခန်းနဲ့หนีတဲ့အတွက်ရဲစခန်းဘက်ကိုဒဏ်ရာတွေနဲ့ပြေးတယ်ကျွန်တော်တို့လည်းရဲစခန်းနဲ့หนีတဲ့အတွက်မလိုက်တော့ဘူးလို့ကိုဝေကြီးကပြောဆိုခဲ့ပါတယ်ရေစကြိုပကဖအဖွဲ့ဟာအဲ့ဒီကားပေါ်ကနေပြီးတော့ MA4 တနက်တလက် MA1 တနက်တလက်40မမဘုံဒီ၃လုံးနဲ့ 5.56G အတောင့်160လို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖနဲ့ပခုတ်ကူခရိုင်တရရင်အမှတ်ကိုတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် အကျန်းဖတ်စစ်ကောင်စီဟာရေစကြိုမျိုးပေါ်နဲ့ကြေးရွာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့မကြာခဏပစ်ခတ်တိုက်ခိုက်နေပြီးတော့ပြီးခဲ့တဲ့မက်စလာနောက်ဆုံးအပတ်တွင်းကလည်းစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်မျိုးပေါ်မှာပြည်သူ6ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်တကားမြို့နယ်ပဲနယ်ကုန်းမြို့မှာဧပြီလ2ရက်နေ့ည9:00နာရီဝန်းကျင်ကစတင်ပြီးတော့စီပင်သားရဈေးကြီးမီးလောင်ကျွမ်းခဲ့ရာဈေးဆိုင်ခန်းတွေအပြင်လူနေအိမ်တွေကိုပါကူးဆက်လောင်ကျွမ်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ညနေ6:50လောက်ကလေးကစလောင်တာမီးလောင်တာကတော့ဝါယာရှော့ဖြစ်တယ်လို့တော့ပြောတာပဲည9:00ကျော်မှမီးညွန့်ကျိုးတယ်လောင်ကျွမ်းချိန်3:00လောက်ကြာပါတယ်လူနေအိမ်တွေကိုပါကူးကုန်တာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်မီးလောင်ကျွမ်းမှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုနဲ့မီးကုန်းမှုန်မှုတွေရှိခဲ့တယ်လို့သိရပါတယ်စီပင်တာယာဈေးစိုင်ကန်းတွေအလုံးနေပါမီးလောင်ပြာကျနိုင်တဲ့အနေအထားဖြစ်ပြီးတော့အပြက်အစည်းကိုတေချာမသိရှိရသေးဘူးလို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုတ်ဖို့မြို့နယ်မှာစစ်ဘက်ဆိုင်းရာတုံးဆက်သွယ်ရေးကေဘယ်ကြိုးကိုဖျက်တောက်မြှားခေါ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခတ်ရာ၁၀ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ၁ရက်နေ့ည၇နာရီအချိန်ကအုပ်ဖို့မြို့နယ်ဝင်းတရက်ကြေးရွာချောင်းကမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာ၃ဆက်သွယ်ရေးကေဘယ်ကြိုးကိုတာဝရီခိုင်တရင်၃၈၃၂တက်ခွဲလေးမြေအောက်ကြောက်ကြတပ်ဖွဲ့အုပ်ဖို့ကဖြတ်တောက်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဧပြီလ၂ရက်နေ့မနက်၉နာရီအချိန်လောက်မှာတော့အဲ့ဒီပြတ်တောက်သွားတဲ့ဆက်သွယ်ရေးကေဘယ်ကြိုးကိုပြင်ဆင်ဖို့အတွက်တိမ်မြုပ်ကြေးရွာအခြေစိုက်ခမရ၆ကစစ်သား၂၀ကျော်ကခြေရင်ထွက်လာတဲ့အချိန်ခမ်းမင်ကုန်းရွာနယ် ဝင်းတရက်ကြေးရွာကြားမှာတော်လန်ရဲဘော်တွေကဗရေသာမိုင်း၁၀လုံးတွင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ပြီးတော့9ဦးပြင်းထန်ဒဏ်ရာရရှိကလူနာတင်ကား3စီးနဲ့လာရောက်တဲဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီထိခိုက်ဒဏ်ရာရတဲ့သူတွေက4ဦးဟာထပ်မံတေဆုံးသွားတယ်လို့သိရပါဗျ။ဝင်းတရက်ကြေးရွာဘေးကချောင်းထဲမှာပေါ်နေတဲ့စစ်တပ်သုံးမြေအောင်ဆက်သွေးကျိုးကိုအေပီလာတရက်နေ့ည7:00နာရီလောက်မှာဖျက်တောက်လိုက်တာအဲ့ဒီကျိုးဖျက်ခံရရင်စစ်ခွေးတွေလာမယ်ဆိုတာကိုကြိုသိလို့ သူတို့လာမဲ့လမ်းမှာမိုင်းထောင်ပြီးတော့စောင့်နေတာမနက်9နာရီလောက်မှာထမ်းမင်ကုန်းဘက်ကနေပြီးတော့ဝင်းတရက်ကိုစစ်ခွေ20ကောင်လာတာကိုမြင်ပြီးတော့မိုင်းကွင်းထဲအရောက်မှာပရိသာမိုင်း9လုံးတွဲနှစ်ခါ10လုံးနဲ့ခွဲလိုက်တာရှည်ဆုံးကစစ်ခွေ6ကောင်နေရာမှာတွေမြောက်တက်သွားပြီးတော့တေးကုန်တာစစ်ခွေ9ကောင်ကတော့မိုင်းစာတွေမှန်ပြီးဒဏ်ရာတွေအပြင်းထန်ရသွားတယ်မိုင်းဆွဲပြီးတိတ်မကြပါဘူးလူနာတင်ကား3စီးနဲ့မသားတွေရောဒဏ်ရာရတဲ့သူတွေရောတဲသွားတယ်အခုထက်ကြရတာတော့ဒဏ်ရာရတဲ့9ကောင်တွေက6ကောင်ထက်သေးတယ်လို့သိရတယ်လို့တာဝရီခရိုင် PDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းနမ်မောင်မြို့နယ်တပ်ဝန်အုပ်စုတပ်ဝန်ကြီးရွာကစစ်ကောင်စီလက်အောက်ခံပြူစောထီခေါင်းဆောင်တိုင်းမြို့ဆိုတဲ့သူကို AP လ2ရက်နေ့နေ့လယ်7:40မိနစ်မှာ ဇဲတောင့်နေတဲ့အချိန်မှာပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလက်အောက်ခံတိုင်းမျိုးဆိုတဲ့သူဟာစစ်ကောင်စီလက်အောက်ခံတက်ရဲအုပ်ချုပ်ရေးမှုတွေနဲ့ပူးပေါင်းပြီးတော့စစ်မှုထမ်းမှုအတွက်လူငယ်28ဦးကိုတင်နန်းပေးခြင်းပြည်သူတွေထံကနေပြီးတော့စက်ကြီးကောက်ခြင်းရဟန်းတံဃာတွေကိုဆဲဆိုခြင်းစတာတွေကိုလှုပ်ဆောင်နေတဲ့အတွက်ဒေါင်းဆက်ပြီးပျောက်ကြားတက်နတ်မောက်မကွေးပျောက်ကြားတက်နဲ့ရေနေသား youth force ရေနံချောင်းတို့ကပူးပေါင်းပြီးတော့ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မြေပုံမြို့နယ်ကန်းထောင်းကြီးမြို့ကိုအေပီလာ၂ရက်နေ့ညနေ9နာရီအချိန်ကစစ်ကောင်စီကလေကြောင်းကနေ Jet Fighter နဲ့ထပ်မံဗုံးကြဲတိုက်ခတ်ရာအရတားပြည်သူ၄ဦးပွဲချင်းပြီးတေဆုံးပြီးနေအိမ်တစ်လုံးမီးလောင်ပြာကြကဒဏ်ရာရရှိတဲ့သူတွေလည်းများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။တေဆုံးသွားတဲ့သူတွေဟာမြေပုံမြို့နယ်ကန်းထောင်းကြီးမြို့မြင့်နာရန်ရက်ကွက်ကဦးထွန်းကြီး58နှစ်ဦးမြင့်ချေ39နှစ်ကိုစီသူမျိုးအောင်22နှစ်နဲ့အမည်မသိရတဲ့သူတအူးတို့ဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေအများအပြားရှိခဲ့တယ်လို့ကန်ထောင်ကြီးမြို့ကန်တအူကပြောပါတယ်ဂျက်ဖိုက်တာနှစ်စီးနဲ့ဘုံလာကျဲတာလေရင်ပေါ်ကနေပြီးတော့ကန်ထောင်ကြီးမြို့ကိုဘုံလေးလုံးနဲ့ပစ်ချတာလေးယောက်သေးတယ်လူတွေလည်းအများကြီးဒဏ်ရာရသွားတယ်နေအိမ်တွေလည်းပြက်စီးတယ်မီးလည်းလောင်နေတယ်မျက်စိရှိမှရင်ဖြစ်သွားတာလို့ကန်ထောင်ကြီးမြို့ကန်ဒေသခံအမျိုးသမီးတအူကပြောပြလာပါတယ်ဒါအပြင်ကန်ထောင်ကြီးမြို့အိုဒန်ရက်ကွက် မြင်နာတဲ့ရက်ွက်တို့မှာကြောက်ရောက်ပေါက်ကွဲပြီးတော့မြင်နာတဲ့ရက်ွက်မှာရှိတဲ့ကိုအောင်စန်းဝင်းရဲ့နေအိမ်ဟာလည်းမီးလောင်ကျွမ်းသွားရတယ်လို့သိရပါတယ်။ကန်းထောင်ကြီးမြို့အနီးမှာတိုက်ပွဲတစုံတရာမရှိဘဲစစ်ကောင်စီတပ်ကလာရောက်ဘုံကျဲသွားခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ match လ31ရက်နေ့ည8:00နာရီကျော်အချိန်ကလည်း Jet Fighter နဲ့ဘုံကျဲခဲ့တဲ့အတွက်ကြောင့်ကန်းထောင်ကြီးမြို့မှာရှိတဲ့ရခိုင်ကုန်းရက်ွက်မှာဘုံကျောက်ရောက်ပေါက်ကွဲခဲ့ပြီးအခြေခံပညာမူလာတန်းလွန်ကျောင်းမီးလောင်ကျွမ်းခဲ့ရပြီးတော့ ရက်ကွက်အတွင်းကနေအိမ်၄လုံးမီးလောင်ပြာကျခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်မက်စလာ29ရက်နေ့လယ်7:00နာရီအချိန်ကမြေပုံမြို့နယ်စက်ကြီးကုန်းကျေးရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့ Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်မှာမက်စလာ၁ရက်နေ့ကနေပြီးတော့28ရက်နေ့အထိစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအချိန်ပေါင်း20ကြိမ်အထိရှိခဲ့ပြီးတော့လူပေါင်း48ဦးသေဆုံးက62ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ အခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ